အဆက်တည်းမှာပြတ်တောက်မရဘူးပြတ်တောက်နေရဆိုတော့ဒါဖမ်းသွားတာပေါ့ဒီလိုပဲပြောမှာဆိုတော့တော့ဖမ်းမှခေါ်ခေါ်ပါကိုလိုမဟုတ်ဘူးပြောချင်တာကစာရဖခေါ်သွားတဲ့ကိစ္စဆိုတော့မြန်မာနိုင်ငံရဲ့ဘက်ကခေါ်ရင်ဒါရာဇဝတ်ပြစ်မှုနော်ရဲရဲပိုင်းပြစ်မှုဒါစစ်ဘက်ရဲ့လူမျိုးတပ်ဖွဲ့စာဖအနေနဲ့ခေါ်ယူထိန်းသိမ်းပြီဆိုရင်နိုင်ငံတော်ပုံငန်းမှုရယ်မတရားသိမ်းတဲ့ဆက်နွယ်တဲ့ပြစ်မှုမျိုးရယ်လက်နက်နဲ့ပတ်သက်တဲ့ပြစ်မှုမျိုးရယ်အဓိကဒီကိစ္စကြီးနိုင်ငံတော်လူမျိုးရေးကိုထိခိုက်စေမဲ့ပြစ်မှုမျိုးကိုလောက်ပဲစစ်ဘက်ရဲ့လူမျိုးရေးကစစ်ကြောတာဆိုတော့ ဘုဇဝင်တို့တို့များလည်းပြောသလိုဒါဘာမှုညာမှုမောင်ဖုံမှုဘာညာအဲ့လောက်ကလေးနဲ့စာဖာအစစ်မှာဘုဒါတွေကဒါရဲကြီးပိုင်နဲ့ရဲစစ်လို့ရတဲ့မှုတွေအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးပါဝင်ပတ်သက်နေလို့ဒါပဲဒါစာဖာအကုန်စစ်တာဖြစ်လိမ့်မယ်လို့အကြမ်းမြင်ကျွန်တော်သုံးသပ်တယ်ကျွန်တော်သုံးသပ်တယ်ဆိုတာလေကျွန်တော်ရှိူပေးဖို့တဲ့တရင်ရင်းမြစ်တစ်ခုချောက်သုံးသပ်လိုက်တာဇော်ဘုံဟင်းဟာသူ့ရဲ့အတွင်းစိတ်တံကူကသူကတော်တော်ကိုတိုင်းပြည်ကိုချစ်တဲ့သူကသူ့ရဲ့ရှင်နေရစကားတွေတော့တနေ့ကိုတမင်းနှစ်နှစ်ပဲစားရတဲ့အတူတူ ဘာလောဘတက်နေကြလူတဲဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတန်းကတမင်းနဲ့နဲ့ပဲစားတာကိုခင်မှာကိုတန်းကြီးကိုကောင်းကောင်းထုတ်သွားမယ်ဆိုစိတ်တဲ့မျိုးတော့ထားတင်တာပေါ့ဒါသူ့ရဲ့စကားထဲမှာကိုကြီးမှန်ကန်တဲ့အချက်တွေကိုထောက်ပြတာအဲ့တော့ तू က follower များလာမယ်သူ့ရဲ့နောက်အင်အားများလာလို့ရှိလို့ရှိရင်ချိန်တန်ကြလို့ရှိလို့ရှိရင်ဇော်ပွင့်ရနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိနော်စိတ်ကူးရင်ကြည်လိုက်ဇော်ပွင့်နိုင်ငံတော်တမရဖြစ်လို့ရှိရင် နော်တန်းစီပြီးဒုက္ခရောက်မဲ့ကောင်တွေအများကြီးပဲဇော်ဖုံးရဲ့တန်တော်ကြဇော်ဖုံးကြီးကန်ကောင်းပါစီကိုကြီးကတော့မထင်ပါဘူးဒါပေမဲ့မသိရသေးဘူးကွာတော့ లై ဘုံမှာလဲဇော်ဖုံးကြီးပြောင်းလေနော်ကိုကြီးသိတဲ့လူတွေမြတ်တောင်းကြပါဘူးငါညီလေးငါရမ်းချစ်တာဇော်ဖုံးကြီးကျွန်တော်အမိကြတယ်2021ခုနှစ်အာနာထိန်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အာနိုင်ငံရေးလေးလာတုံးသက်သူဖြစ်ပေါ်တော့ပြောခဲ့တဲ့မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2020ငါးခုနှစ် ကျွန်တော်လည်းရောက်ပြီပေါ့ဒီချိန်ကြီးကွဲစားကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှာဖြည့်စရာစကားတခုမှရှိတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်ခံတူဇော်ဖုံးဟင်းကိုဖမ်းဆီးသွားသည့်သူများမှာတာမန်ရဲများမဟုတ်ပဲစစ်တပ်ရဲရအထူးလုံခြုံရေးအဖွဲ့မှလာရောက်ဖမ်းဆီးခြင်းဖြစ်သည့်အတွက်ဇော်ဖုံးဟင်းလွတ်လန်းမှမြင်တော့ဘူးဆိုတဲ့မောင်ရစာပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါရစေ နောက်တစ်ယောက်ကလည်းမလုပ်သေးပါဘူးကွာလေအချိန်ကြီးရတယ်ကိုစာဖာစစ်နေတာကွာလေတမှုတယ်မဟုတ်ဘူးဆိုတော့ဘာဖြစ်လို့ပြောမလို့လေအဲ့တော့အကြမ်းမြင်ပေါ့ဒါကျွန်တော်တို့နားလေတလောက်ကျွန်တော်တို့သိတယ်လို့ဥပဒေကြီးရပါတော့ကျွန်တော်တို့လေကိုကိုနားလေတလောက်သိတယ်လို့ပြောတော့ဥပဒေကိုကျွန်တော်ညီညီသိတဲ့ဥပဒေဘတ်တော်သားလည်းမဟုတ်ပါဘူးနော်ဒါပေမဲ့ကိုနားလေနားလေတလောက်ကိုဒါကျွန်တော်ပြန်ပြီးမြှောက်ရတာအကျွန်တော်ကိုတွေးပေါ့နော်ကိုတွေးအနေနဲ့ပြောမယ်ဆိုငါငါပုံနဲ့ဆွဲခိုင်းရင်ရတဲ့ဘွယ်ဖမ်းတယ်ရတဲ့ဘွယ်ဖမ်းပြီးတာနဲ့အဲ့ဖမ်းတဲ့နေ့မှာမြို့နယ်ဥပဒေတရားရှိရောဥပဒေကျန်တောင်းတယ်ဆိုတော့ဥပဒေကျန်တောင်းပြီးအစီရပြီဆိုရင်တရားရုံးကိုပို့တယ်တရားရုံးကနေချုပ်မိပြီအဲ့တော့14ရက် ရတယ်ရမိုင်းတစ်ပတ်ပေါ့အဲ့တော့အဲ့14ရက်မှာရဲလုံငန်းစဉ်ပြီးအောင်လုပ်ရတယ်လုပ်ပြီးတရားရုံးတရားစွပ်စွပ်တင်ဖို့လေအဲ့တော့တရားသူကြီးကနောက်ထပ်ရမန်ပေးတယ်ပြီးရင်အချင်းထောင်ကိုပို့တယ်ဆိုတော့အချင်းထောင်အချုပ်မှာပေါ့ပြောင်းပြီးနေရတယ်ပြီးတော့မှအဲ့ဒီငါးငါးနဲ့တရားဆွဲခိုင်းတဲ့လူကအချင်းထောင်ထဲမှာထောင်နဲ့တရားရုံးအထုတရားရုံးဆိုတာရှိတယ်အဲ့ဒီတရားရုံးမှာအမှုစပီးရင်ဆိုင်ရတယ်ပြီးတော့ထောင်ကျတယ်ရိုးရှင်းလေးပဲထားပဲဆိုတော့အခုကိုစပေါင်းခင်းကဆာဖာဖန်သွားတာဆာဖာခေါ်သွားတာပေါ့နော်ဒါဆိုဖန်တာလည်းဖြစ်ပြီးခေါ်တာဖြစ်တာတော့ကျွန်တော်မသိနိုင်ဘူးနော် အတေချာလို့သူ့ရဲ့နေလာခေါ်သွားတယ်ဒါအများမြင်မှာတော့လုံညွှန်းရေးပုံကိုယ်ကြီးခေါ်ဆိုင်ဆိုတဖက်နေလို့မမြင်တာဘူးတကယ်လို့သူ့ဖမ်းထားလို့ဆိုရင်သူဖုန်းလေးပါလေးသုံးမှာပေါ့ဆက်သွေးရမှာပေါ့ဘာဆက်တယ်မှာပြတ်တော့မရဘူးပြတ်တော့နေရဆိုတော့ဒါဖမ်းသွားတာပေါ့ဒီလိုပဲပြောရမှာဆိုတော့တော့သူဖမ်းမှခေါ်ခေါ်ပါဦးလို့မဟုတ်ဘူးပြောချင်တာကစာဖခေါ်သွားတဲ့ကိစ္စဆိုတော့မြန်မာနိုင်ငံရဲ့ဘက်ကခေါ်ရင်ဒါရာဇဝတ်ပြစ်မှုနော်ရဲရဲပိုင်းပြစ်မှုဒါဆက်ဖက်ရလုံညွှန်းရေးတပ်ဖွဲ့စာဖခအနေနဲ့ခေါ်ယူထိန်းသိမ်းပြီဆိုရင်နိုင်ငံပုံငန်းမှုရယ်မတရားသိမ်းတဲ့ဆက်နွယ်တဲ့ပြစ်မှုမျိုးရယ်လက်နက်နဲ့ပတ်သက်တဲ့ပြစ်မှုမျိုးရယ်အဓိကဒီကိစ္စကြီးနိုင်ငံလုံးလုံညွှန်းရေးကိုထိခိုက်စေမဲ့ ြစ်မှုမျိုးကိုလောက်ပဲစစ်ဖက်ရဲ့လူမျိုးကြီးကစစ်ကြောတာဆိုတော့ဥဇုံမင်းတို့များလည်းပြောသူတို့ကတပါမှုညာမှုမောင်ဖုံမှုဘာညာအဲ့လောက်ကလေးနဲ့စာဖာအစမဘူးဒါတွေကဒါရဲကြီးပိုင်နဲ့ရဲစစ်လို့ရတဲ့မှုတွေအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးပါဝင်ပတ်သက်နေလို့ဒါပဲဒါစာဖာအကုန်စစ်စစ်ဖြစ်နေလို့အကြမ်းမြင်ကျွန်တော်သုံးသက်တယ်ကျွန်တော်သုံးသက်တယ်ဆိုတာလေကျွန်တော်ရှိဦးပေးဖို့တဲ့ဒရင်ရင်းမြစ်တစ်ခု6သုံးသက်လိုက်တာနော်ဆိုတော့ဟိုကျွန်တော်တို့ညီကောင်မောင်မတွေကိုပြောချင်တယ်တပ်မတော်ယူချင်းမြန်လို့တပ်မတော်ယူကိုထောက်ခံနေဆိုတာနဲ့လုပ်ချင်တယ်လို့မရဘူး တမရယူချစ်တယ်ခဲတော့ဘယ်သူမှတမရယူချစ်ပါလို့အမိထုတ်မထားဘူးမတို့တမရယူချစ်ရမယ်လို့သင်ယူညွှန်းနှမ်းနေမှလည်းပြမထားဘူးအဲ့တော့ကျွန်တော်တို့အဖေဦးဘုရိုင်းဦးတော်စားတယ်တမရယူချစ်မြန်နေဝါပါမယ်လို့လည်းဆရာတော်တွေခေါ်မထားဘူးမွေးလာတဲ့ဖေနဲ့မိတယ်လည်းမိုးလင်းလာတဲ့နေတမရယူချစ်ရမယ်တော့လို့ပြောမထားဘူးမိမိရဲ့ပင်ကိုအသိစိတ်အသက်ဆက်ဆင်းနေပြည့်ပြီအဒီနိုင်ငံတကာကနေပြီးလူကြီးအဖြစ်စင်ရင်းသွင်းလိုက်ပြီမိမိကိုမိမိစဉ်းစားဆုံးဖြတ်နိုင်စွာရှိပြီလို့တကဘာလုံးကသတ်မှတ်ထားတယ်အသက်ဆက်ဆင်းနေကြော်တဲ့လူတိုင်းကိုယ်ဆုံးဖြတ်ချက်နဲ့ကိုစစ်တပ်ကိုထောက်ခံကြတာ ကိုဆုံးဖြတ်ချက်နဲ့ကိုစစ်တပ်ကြီးဆက်နေရတာဘာလို့ကိုဆုံးဖြတ်ချက်နဲ့ကိုပဲတော်အဲ့ဆုံးဖြတ်ချက်အပေါ်မှာရက်တည်သွားတာမိဘလောက်တဲ့လူကတမလို့ထောက်ခံတယ်ဒါသမီးကတမလို့နဲ့ဆက်ကျင်တယ်ဒါသမီးကတမလို့ကိုထောက်ခံတယ်မိဘလောက်တဲ့လူကတမလို့ဆက်ကျင်တယ်မိဘရောဒါသမီးရောတမလို့ထောက်ခံတယ်မိဘရောဒါသမီးရောတမလို့ဆက်ကျင်တယ်အများကြီးပဲလောက်ကမှာမိဘနဲ့ဒါကြီးကတမလို့ထောက်ခံတယ်သမီးတွေကတမလို့ဆက်ကျင်တယ်မိသားစုတွေမှာအများကြီးပဲညီကောင်မောင်တို့ကအဖေအမေတယောက်နဲ့တယောက်နဲ့စိတ်ထွားထားချင်းမတိုက်ဆိုင်ကြဘူးဘာကြောင့်လဲကိုစိတ်တိုင်းကြကိုစိတ်နဲ့ကိုလွတ်လပ်စွာဆုံးဖြတ်ပြီးတော့လောက်ကြတဲ့အလုပ်တွေပြောချင်တာကကိုရွေးချယ်မှု တော့ကိုဘာသာကိုတက်မတော်ကြီးကိုချက်တာလေကိုဘာသာကိုတက်မတော်ကြီးအတွက်မခံမရက်နိုင်ဖြစ်ပြီးတော့တက်မတော်ကိုစန့်ကျင်တဲ့အဖွဲအစည်းတွေကိုကိုဘာသာကိုအပြစ်ပြောတာလေကိုဘာသာကိုစပီကာလို့တော့ဘယ်သူမှအမြင်မင်းတို့လောက်ရမယ်ရောမင်းတို့လာစားပြီးမယ်ရိတ်ခါပြီးမယ်ဒီလိုပြောလို့ခိုက်ထားတာဘယ်လိုရှိလို့လဲကျွန်တော်ကတော့ဘောလာမသိဘူးကျွန်တော်ကိုစီကိုစားပြီးလုပ်တာအခုပြောနေတဲ့အင်တာနက်ဖုန်းပြီးကိုကကိုဖြစ်ရတာကျွန်တော်ကတော့တယ်လီနောဖြစ်တာပေါ့လေတယ်လီနောကိုက90ကိုကိုကျက်ဆိုရင်1135 MB ရတယ်3ရက်စာအဲ့တော့ဒီနေ့တရက်ကိုတော့1000ပြားလောက်တော့ထည့်ရတယ် ောက်တော့တရင်လက်ခံတာလေးတရင်လေးတွေကြည်တာလေးတွေလိုက်လေးလာတာလေးတွေတုံးတက်တာလေးတွေလောက်ရတယ်ပြီးတော့ like နဲ့ဥစားလေးလောက်ရတယ်တရက်ကိုတစ်ထောင်တော့ပုံမှန်ကုန်တယ်ဒါပဲချက်ကုန်ကြကြပါမရှိအတရင်လိုက်ရတဲ့လေကျွန်တော်ပတ်ဆက်ပေးရအောင်ကျွန်တော်လိုပဲတမလို့ယူချစ်ခင်နေတဲ့လူတွေရှိတယ်တမလို့ယူမြန်လို့တဲ့လူတွေရှိတယ်တမလို့ဘက်ကနေရက်တကယ်လူတွေရှိတယ်သူတို့ကကျွန်တော်လိုမပြောရဲဘူးအဲ့တော့သူတို့နေမြေမှာဖြစ်တဲ့အကြောင်းအရာလေးကျွန်တော်ကြည့်လိုက်ကိုယ်ဆိုင်ကြီးကျွန်တော်တို့နေမှာတော့ဘလို့ဖြစ်တာကိုယ်ဆိုင်ကြီးကျွန်တော်တို့နေမှာတော့ဘလို့ဖြစ်တာကိုယ်ဆိုင်ကျွန်မဘယ်ခေတ်ကိုသွားတယ်ဘလို့တွေ့တယ်အခုကျွန်တော်တို့ဘယ်နေရာလေးကိုသွားတယ်ဘလို့တော့မြင်ခဲ့တယ်ကျွန်တော်ရှိရဲ့အဲ့ချက်လက်တွေရောက်လာတယ်ရောက်လာတဲ့ချက်လက်တွေပေါ်မှာ စစ်စင်းနဲ့ဆိုင်တဲ့ကိစ္စလေးဆိုကျွန်တော်စကားနဲ့ထင်မပြောတော့သူတက်ဆိုင်ရပုံကိုဒီအကြောင်းကြားရင်ကျွန်တော်ရှိတော့ဒီလိုလိုဒီလိုလေးတရင်ပြေးလာပါတယ်ခင်ဗျာကျွန်တော်ရှိတော့ဒီလိုဒီလိုလေးပြောလာပါတယ်ခင်ဗျာတက်ဆိုင်ရပြန်ပို့လိုက်တယ်အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စเนาะအများပြည်သူဆိုင်တဲ့ကိစ္စအားလုံးဝိုင်းပြီးတော့စဉ်းစားရမယ်ဆုံးဖြတ်ရမယ်အားလုံးရဲ့ဆန္ဒပါတဲ့ကိစ္စမျိုးဆိုရင်ကျွန်တော်ဒီနေရာပြောတယ်စီးနေပတ်သက်တဲ့ကိစ္စစီးနေပတ်သက်တဲ့ကိစ္စတူတူသွားလိမ့်မယ်ကိုလုံးနိုင်တယ်လုပ်တယ်မလုပ်နိုင်တာကိုမလုပ်ဘူးအော်နေကောင်းရင်လုပ်တယ်နေမကောင်းရင်မလုပ်အားရင်လုပ်တယ်မအားရင်မလုပ်ဘူးကျွန်တော်ညာတိုင်းပြောရမယ်လို့ဘယ်သူမှတောင်းပေးမထားဘူးပြောချင်ပြောမယ်ပြောချင်တဲ့နေ့ပြောမယ်မပြောချင်တဲ့နေ့မပြောဘူးကိုယ်သဘောနဲ့ကိုယ်ပဲအယုရှင်လေးပဲနေ ော့ချစ်ချင်တဲ့နေချစ်လိုက်မယ်မုန်းညင်တဲ့နေလည်းမုန်းပလိုက်မယ်လူထဲမှာကိုယ့်လူလက်ခုနဲ့ကိုယ်ပဲဟုတ်လားကိုချစ်နေတယ်ချစ်နေတယ်ဟောကျွန်တော်အပေါ်မှာမကောင်းမှန်းတည်တည်နေကိုကျွန်တော်ချစ်နေတယ်ကောင်းတာပေါ်ကတော့သူ့လို့ကိုလို့မဟုတ်ကိုကောင်းအောင်နေရမှာကိုလို့လက်ရှိနိုင်ငံမှာလက်နက်ကင်ဖွဲ့စည်းနှစ်ရက်ရှိတယ်တပ်မတော်ကတစ်ရက်တည်ရဦးရင်းနဲ့ပြည်ရက်ကတစ်ရက်အဲ့ဒီလက်နက်ကင်ဖွဲ့စည်းနှစ်ရက်မှာဒီနိုင်ငံရဲ့အကျိုးစီးပွားဒီနိုင်ငံရဲ့လုံခြုံရေးနဲ့ဒီနိုင်ငံတိုးတက်ရေးကိုအမှန်တကယ်ကာကွယ်နေတဲ့အဖွဲ့အစည်းလက်တွေလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းအဲ့ဒီဖွဲ့စည်းကျွန်တော်ရက်တည်ရမှာတကယ်လို့သာ တမတော်ဆိုတဲ့အဖွဲ့အစည်းကစန့်ကျင်ဘက်လက်နက်ကင်တွေနဲ့အလားတန်တူလုပ်ရမျိုးလုပ်လိုက်ရင်နှစ်ဖွဲ့စလုံးကိုကျွန်တော်တို့ရက်တည်ရမလို့တော့ဘူးမကန်နဲ့ပဲကျွန်တော်တို့ရက်တည်ရမှာလေကျွန်တော်ပဲသဘောပေါက်လားမသိဘူးပြည်သူတက်ပဲကြည့်အဖွဲ့အစည်းကိုကျွန်တော်ကြည့်တော့ဘယ်ဖွဲ့စည်းဖြစ်ကျွန်တော်စိတ်မဝင်စားဘူးကောင်းအောင်တော့ရင်သူ့လုပ်ရမှန်နေသူ့လုပ်တာကောင်းနေကျွန်တော်ထွက်ခံပြေးပါဘာကြောင့်လဲကျွန်တော်ဒီနိုင်ငံကြီးတုတ်တက်တာဒီနိုင်ငံကြီးအေးချမ်းတာဒီနိုင်ငံတာယာဝါပြောတာကိုမြင်ချင်တာဘယ်ဘက်ကပဲလုလို့တုတ်တက်တော့ကြည့်တယ်ဘယ်ပါတီကပဲလုလို့တုတ်တက်ကြည့်ကျွန်တော်ပါတီစုမရှိဘူးဒီကနေ့ဒီချိန်ဒီ2010 2015 2020 ဘယ်ရွေးကောက်ပေါ်မှာကျွန်တော်မသွားဘူးတခါမှမဲမပေးဘူးရှင်းရှင်းပြောတာဘာလို့လဲဘယ်ပါတီဥမှမယုံလို့ရုပ်ရှင်လေးဘာလို့မှလည်းမကြိုက်ဘူးအဲ့တော့ဘာလို့မှလည်းမဲမပေးဘူးဘာလို့တော့မှလည်းမဲဆိုမပေးဘူးအိုက်ရှင်းရောကိုလိုမှကိုစားတာဘယ်ပါတီတက်တယ်ကိုလိုမှကိုစားတာအဲ့တော့ကျွန်တော်ပြောမင်းနိုင်ငံလုတ်တဲ့အဲ့ဇကာဘာလို့ပြောတာလဲဟုတ်ပြီအခုကျွန်တော်တို့လုတ်တယ်ဘာလို့လုတ်လဲကိုယ့်ဘက်ကိုလုတ်တာဒီလိုပြောတယ်ကိုယ့်ဘက်ကိုပြောတာဘာကြောင့်လဲကျွန်တော်တို့အေးအေးချမ်းချမ်းနေချင်းလို့ကျွန်တော်တို့စီးပွားရေးကောင်းကောင်းလုပ်ချင်လို့ကျွန်တော်တို့အေးအေးဝဝအေးချင်လို့ င်တာနက်တွေကျွန်တော်တို့ဈေးတက်တက်တက်နဲ့သုံးခြင်းလို့ဒါဆိုကျွန်တော်တို့အလုပ်လုပ်နေတာဘာကြောင့်လုပ်တာလဲကျွန်တော်ပြီကိုယ့်အတွက်ကိုယ်လုပ်တာအခုကျွန်တော်ဒီကနေစကားပြောတယ်အခုလိုတွေပြောနေတယ်2021ခုနှစ်နိုင်ငံတော်အာဏာထိန်းနေဖြစ်စဉ်ပြီးတဲ့အချိန်နော်လေးရက်နေမှာလမ်းပေါ်ဆက်ထွက်တယ်၁၀ရက်နေမှာနေပြည်တော်နေပြည်တော်မှာဆက်ပြီးတော့တပြည်ကုန်းဝိုင်းမှာဆက်ပြီးတော့ရုံးဆိုင်ခန့်မှုတွေဆက်ဖြစ်တယ်အဲ့ဒီ sorry ရှင်းရက်နေမှာဆက်ဖြစ်တယ်ကျွန်တော်၁၀ရက်နေမှာဆက်ပြီးပထမဆုံး like ဆက်လွှင့်ပြောတယ်ပေါ့နော်အများအကျိုးအတွက်ဤသူအတွက်ခေါင်းစဉ်ဘယ်လိုတက်တယ်အားလုံးကျွန်တော်တို့ကျွန်တော်တို့လုပ်တာခဲလို့တက်မလို့ယူချစ်တယ် ခင်ဗျားတို့တက်ခင်ဗျားတို့ချစ်တာဘာကြောင့်လဲတက်မလို့ကြီးကဒီအကြက်ဖက်တွေကိုနှိမ့်နှိမ့်နိုင်မယ်လို့ထင်လို့တော့တက်မလို့ကြီးအဖေးတာဒီအကြက်ဖက်တွေကိုတက်မလို့ကြီးနှိမ့်နှိမ့်နိုင်ရင်ခင်ဗျားတို့စီပွားရေးပုံမှန်ပြန်လုပ်လို့ရမယ်ဘာသမီးတွေပညာရေးပုံမှန်ပြန်လုပ်လို့ရမယ်ဒီအတွက်နိုင်ငံအေးချမ်းမှုအတွက်ခင်ဗျားတို့လုံးလုံးနဲ့ကိုယ့်အကူလုံးလုံးတာဘာကြောင့်လဲကိုယ့်အေးချမ်းကြီးလို့ကိုယ့်အေးချမ်းရင်ကိုယ့်မိသားစုအေးချမ်းရင်ကိုယ့်ရက်ရွာအေးချမ်းရင်ကိုယ့်မျိုးကြီးအေးချမ်းရင်ကိုယ့်တိုင်းအေးချမ်းရင်ကိုယ့်နိုင်ငံအေးချမ်းမှာစိတ်နဲ့ထင်တာအတူတယောက်ချင်းစီတိုင်းအေးချမ်းရင်နဲ့စိတ်ဆန္ဒလေးတွေနဲ့ကိုယ်ကိုယ်နဲ့အလုပ်လုပ်ဖို့လိုတယ်ဟုတ်ပြီနော်သူများလုပ်ပေးမှာကိုစောင့်နေတယ် ကိုယ့်ကိုလို့ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံမှာကိုထူကိုထဆိုတာဒီပေါ်လာတာကိုအားကိုကိုဆိုတဲ့စကားလုံးတွေပေါ်လာတာသူများလုတ်ပြီးမှောက်ဆိုင်ခင်ဗျာဝါဆိုးသွားမယ်နော်နှစ်ပြိစေတာရှေ့ကျသွားမယ်ကိုလို့ဆက်ရှေ့လို့ဒါကြောင့်မို့လို့တောက်ပေါ်တခုတည်းရဲ့အင်အားနဲ့မလုံလောက်လို့ကိုမျိုးကိုကာကွယ်ခြင်းနဲ့လူတွေပြည်သူစစ်ဆိုတော့ဖွဲ့ပြီးတော့ကိုမျိုးနဲ့ကိုကာကွယ်နေကြတာအဲ့ပြည်သူစစ်ဖွဲ့ပြီးတော့ကိုမျိုးကိုကာကွယ်တာမလုံလောက်သေးလို့ကိုရဲရွာထဲမှာရှိတဲ့တခိုးချိုးဖိုးတွေလူစုလူမဲ့တွေထိမ့်သိမ်းကိုအကြက်ဖက်နေနေအဖွဲ့ဆိုတာခါထပ်ပြီးဖွဲ့စည်းရတာအဲ့ဒါနဲ့နေမလုံလောက်လို့ရက်ွက်အုပ်ချုပ်ရေးပိုင်းနေမှာကြီးပါလူလူအခြေပြု ရထောက်ကိုအဖွဲဆိုတာကြီးထပ်ပြီးတော့ဖွဲ့စည်းထားတာဘာကြောင့်လဲကို့ရွာကိုကာကွယ်တာရွာကာကွယ်တယ်အဲ့ရွာထဲမှာကိုရီကိုရဲနေတာလေကို့ကိုကိုကာကွယ်တာညိုရှင်းနေကို့ကိုကိုကာကို့ကိုကိုလုံချုံရင်ကို့အိမ်လုံချုံရင်ကို့လမ်းလုံချုံတယ်ကို့လမ်းလုံချုံရင်ကို့ရက်ွက်ကြီးလုံချုံမယ်ကို့ရက်ွက်ကြီးလုံချုံရင်ကို့မျိုးကြီးလုံချုံမယ်အားလုံးကို့တက်ကိုလုံလို့အောင်အဲ့ကျွန်တော်ရိုးရှင်းပြောနော်ခင်ဗျားတို့အကြံပတ်မှုတွေကိုပပျောက်ချင်နေဆိုအကြံပတ်မှုတွေကိုခင်ဗျားတို့တိုက်ထုတ်အောင်ကိုကိုရဲဝင်တိုက်တင်နေတဲ့ဘာကြောင့်ကို့တက်ကိုလုံလို့အောင်ကျွန်တော်ပဲရှင်းလာလိမ့်မယ်ဘသူကမှခင်ဗျားတို့လုတ်ပါလို့ညာပြောလို့မရဘူး ကို့အတွက်ကိုလောက်ရမှာရန်သူတွေအင်အားကြီးထွားလာတယ်မတိုက်ရင်မဖြစ်ဘူးတိုက်ကြတယ်ဘယ်သူတိုက်မှာလဲစစ်သားတွေတိုက်လိမ့်မှာပေါ့အဲ့ဒီစစ်သားတွေမရှိတော့ရင်ဘယ်သူတိုက်မှာအဲ့ဒီစစ်သားတွေရန်သူနဲ့တွေ့လို့တဖြုတ်တဖြုတ်တဖြုတ်ဖြုတ်ကုန်လိုက်ခါမှာပြန်လေဖြစ်တယ်ပေါ့ဘယ်သူတွေပြောမလဲအဲ့ဒီစစ်သားတွေတိုက်မှာဖို့လို့ပြောတဲ့လူတွေကိုတိုင်းစစ်သားအဖြစ်နဲ့ပြန်တိုက်ရမှာကို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 ့အတွက်ကိုလောက်ရမှာပြောချင်တာနော်အဲ့ဆိုဖုန်းနဲ့တုတ်တုတ်လောက်လောက်သွားတာဒါပေမဲ့အတ္တနဲ့ပရာရှင်လာတယ်ကို့အတွက်တဖို့တယ်ကြည့်လို့မရဘူးကျွန်တော်တို့မြတ်စွာဘုရားဟောထားတာရှိတယ် ကို့အတွက်အဆင်ပြေတယ်သူများအတွက်အဆင်မပြေဘူးအဲ့ဒီအလုပ်မျိုးမလုပ်ရဘူးသူများအတွက်အဆင်ပြေပြီးကို့အတွက်အဆင်ပြေမဲ့အလုပ်ကိုလည်းမလုပ်ရဘူးကိုလည်းအဆင်မပြေဘူးသူများလည်းအဆင်မပြေဘူးအဲ့ဒီအလုပ်မျိုးကိုလည်းမလုပ်ရဘူးအေးကိုကိုတိုင်းလည်းအဆင်ပြေမယ်သူများလည်းအဆင်ပြေမယ်အဲ့ဒီလိုအလုပ်မျိုးကိုလုပ်ကောင်းတယ်လုပ်တယ်အဲ့ခင်ဗျားတို့ကိုတိုင်းကို့အတွက်ကိုအလုပ်လုပ်ရင်အဲ့ဒီအလုပ်ဟာကဲတို့နေထိုင်တဲ့ရက်ကွက်ကဲတို့နေထိုင်တဲ့လမ်းကဲတို့နေထိုင်တဲ့အိမ်အတွက်အကျိုးပြုသလားဆိုတော့စဉ်းစားပြုရင်တော့ ကိုတယောက်တည်းပဲကောင်းတယ်ကိုအိတ်အတွက်တောင်အကျိုးမပြုဆိုအဲ့ဒီအလုံးမျိုးမလုတ်တင်ဘူးလို့ကျွန်တော်ပြောချက်ကျွန်တော်ကိုကိုချစ်ကိုအလုံးကိုလို့ကိုအတွက်ကိုလို့ဘယ်သူမှခင်ဗျားတို့လုတ်ပါလို့လာပြောလို့မရဘူးသူများကပြောလို့လုတ်တယ်မတတ်တာလို့လုတ်ရလဲစိတ်မပါဘူးစိတ်မပါတဲ့အလုံးကမအောင်မြင်ဘူးကျွန်တော်ဆရာတယောက်ပြောတဲ့စကားလို့ရှိတယ်လုတ်ချင်နေဖြစ်စီမလုတ်ချင်နေဖြစ်စီအလုံးတစ်ခုကိုလုတ်ခွင့်ရပြီလုတ်ရပြီဆိုရင်စိတ်ပါလက်ပါလုတ်အကောင်းဆုံးလုတ်ဟုတ်တယ်မလုတ်ချင်မလုတ်ဖဲနေတာပိုကောင်းတယ်မလုတ်ချင်လုတ်ချင်နဲ့လုတ်တယ်လုတ်တာအချိန်ကုန်သွားတယ်ခွန်အားတွေဆုံးဆုံးသွားတယ် အောင်မြင်မလားဦးရော့အကောင်းဆုံးဖျက်အောင်လို့ကို့အတွက်ကို့စူးစမ်းကို့အတွက်ကို့အကောင်းဆုံးဖျက်လို့ကို့ကိုကာကွယ်ကို့ကိုမြင့်တယ်ကို့ကိုလည်းအေးချမ်းခြင်းချင်းအဲ့ဒီအေးချမ်းမှုကိုကိုယ်နဲ့ရှာခွေမြန်မာတနိုင်ငံလုံးမှာရှိတဲ့လူတွေအကုန်လုံးအေးချမ်းခြင်းနဲ့ဆိုရင်အဲ့ဒီလူတွေအကုန်လုံးတယောက်မှချင်မိမိအေးချမ်းမှုမိမိရှာခွေရမှာအဲ့ဒီလိုဝိုင်းမှုရှာခွေမှရမှာဟာစစ်တိုက်တဲ့အလုပ်ကစစ်သားအလုပ်ပါစစ်သားဆိုဘယ်ရလာလဲကျွန်တော်ပြောပြပြီးပြည်သူအင်အားရှိမှစစ်တပ်အင်အားရှိမှအရာအလုံးပြည်သူကပဲပေါက်ပါလား ရဲဆိုတယ်ပြည်သူကလာတာစီပင်လည်းပြည်သူကလာတာခေါင်းဆောင်ဆိုတယ်လည်းပြည်သူကလာတာရောက်ဆရာဆရာမတွေအားလုံးပြည်သူတွေကလာတာဒီပြည်သူဆိုတဲ့အစုအဝေးတွေကလည်းဒီအရာတွေအားလုံးဖြစ်ပေါ်လာတာအဲ့တော့အခြေခံဒီမြေကြီးပေါ်မှာမျိုးစီလေးတွေကျဲချလိုက်အကုန်လုံးအပင်ပေါက်လာအဲ့ဒီပေါက်တဲ့အပင်တိုင်းဒီဒီမြေကြီးဆိုတဲ့ပြည်သူတွေကိုအမိပြုတ်ပြီးမှဖြစ်ပေါ်လာဆိုတော့ကျွန်တော်ပြောချင်တာဒီနေ့အဲ့ဒါကို့အတွက်ကို့အလုပ်လုပ်ကို့အေးချမ်းမှုကို့တာယာမှုကို့အဆင်ပြေမှုကို့အတွက်ကို့အလုပ်လုပ်သို့တော့ကို့လုံးတဲ့အလုပ်ကကို့တယောက်တည်းအတွက်မဟုတ်ဘဲနဲ့ကို့မိသားစုကို့အိမ်ကို့လန့်ကို့ရက်ွက်ကို့မြို့ အထီးအကောင်းဆုံးရလက်ကိုပေးနိုင်တဲ့အလုပ်မျိုးကိုရွေးလုပ်ပါလို့ပြောချင်ပုံမှုချုပ်ချိုထွန်းအောင်တည်ဆုံးမှုတွင်လောက်ကျန်သူတရခံများဟုဆိုကာအသက်6နှစ်အရွယ်ကလေးကိုပါစစ်ကောင်စီကဖမ်းဆီးမှုထိတ်တန့်တဲ့တင်တစ်ခုအဖြစ်နိုင်ငံတကာသတင်းဌာနအများစုတွင်ဖော်ပြရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တွင်မေလ22ရက်နေ့အငင်းစားပုံမှုချုပ်ချိုထွန်းအောင်ပြစ်ခတ်ခံရ၍ တည်ဆုံးမှုတွင်လောက်ကျံပါဝင်သူတရခံများဟုဆိုကာအသက်6နှစ်အရွယ်ကလေးငယ်ကိုစစ်တပ်ကဖမ်းဆီးမှုကိုနိုင်ငံတကာသတင်းဌာနများကထိတ်တန့်သတင်းတစ်ခုအဖြစ်ဖော်ပြကြကြောင်းသိရှိရသည့်နိုင်ငံတကာသတင်းဌာနကြီးများဖြစ်သည့် AP AFP သတင်းဌာနများက အသက်6နှစ်အရွယ်ကလေးငယ်ကိုစစ်ကောင်စီကတရားခံစရင်တွင်ထဲသွင်းဖမ်းဆီးခြင်းကိုယမန်နေ့ကသတင်းဖော်ပြခဲ့ကြပြီးယင်းသတင်းကိုနိုင်ငံတကာသတင်းဌာနများကထိတ်တန့်အဖြစ်ပြန်လည်ဖော်ပြသည်ကိုတွေ့ရှိရသည်မေလ22ရက်နေ့စစ်ကောင်စီ၏ထောက်တိုင်လေးဖြင့်2023ခုနှစ်တွင်မင်းအောင်လှိုင်ကိုရိုင်းဝန်ထမ်းကျော်ထင်ပွဲပေးအပ်ခံရသူ ဗိုလ်ချုပ်ချိုထွန်းအောင်ကိုဒင်းဤနေအိမ်ရှိတွင်ပင် Golden Valley Warriors မြို့ပြပြောက်ကြားရဲပေါ်များကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးယင်းပြစ်ခတ်မှုတွင်ပါဝင်ပတ်သက်သောလုံခြံသူတရခမ်းများဖြစ်လူဆဲ6ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးရမိကြောင်းဇွန်လ9ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည် ရင်းတို့စစ်ကောင်စီ၏တရင်ထုတ်ပြန်မှုတွင်အသက်6နှစ်အရွယ်ကလေးငယ်ကိုပါတရားခံစရင်ဖြစ်ဖော်ပြခဲ့ခြင်းကိုနိုင်ငံတကာသတင်းဌာနများကအကြေတဝင့်ပြန်လည်ရေးသားဖော်ပြကြခြင်းဖြစ်သည့်ရန်ကုန်အခြေစိုက် Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကမူ6နှစ်အရွယ်ကလေးငယ်ကိုပါတရားခံဟုလိန်လဲအမိတက်၍စစ်တပ်ကဖမ်းဆီးပြခြင်းအတွက်အပြစ်မဲ့ပြည်သူများဖြစ်၍စာနာတနာမိကြောင်းဗိုလ်မှူးချုပ်ချုပ်ထုံးအောင်ကိုပြစ်ခတ်ခဲ့သောရဲဘော်များဘေကင်းကြောင်းပြောဆိုထုတ်ပြန်ထားသည် ပြောထားတဲ့သူမျိုးချစ်ဆိုတဲ့ကိစ္စကတော့နိုင်ငံတော်ချစ်နေုံနဲ့လည်းမပြီးဘူးကွာအခုလိုမျိုးပြောရေးဆိုရေးလာတဲ့ခါကျတော့တေးတက်ကများအပြေးတက်ကများလို့သူရဲ့ follower ကများလာသူရဲ့ follower ဆိုရဲဟာကတော့ TikTok ဘွား follower တွေမို့တော့အပြင်မှာသူ့နောက်ကို like တဲ့လူတွေကများလာအောင်များလာလို့ရှိလို့ရှိရင်အဲ့လိုမျိုးလူအင်အားများလာတဲ့သူတယောက်ကိုဘယ်အစိုးရမှမကြိုက်တော့အမှန်ပဲကွာဒါထုံးစံပဲနော်အရင်တော့ဆိုလို့ရှိလို့ရှိရင်နော်ဦးစာကနာကြီးအမှန်တရားကိုဇော်ပွင့်လို့တော့ပြောတာမဟုတ်ဘူးနော်ရည်ရင်ကြည်ကြည်လေးအမှန်တရားကိုပြောတာတော့မှမင်းဦးစာကနာကြီးအထက်ထွက်လာနော်အခုဇော်ပွင့်ဒီလောက်ပြောတဲ့ဥစ္စာကို သူ့ဘောင်သူဒီချိန်ကြီးအခုဆိုလွတ်နေပြီဆိုတဲ့အတန်းအောင်ကြားရတယ်။နော်။ဟုတ်လားမဟုတ်လားတော့မသိသေးဘူး။ကိုကြီးလက်စည်ကိုခတ်မကြသေးလို့။နော်။အဲ့တော့ဘောင်နိုင်ငံကဒီမိုကရေစီလို့ဆန်ပါသေးတယ်။နော်တောင်းတန်းဇာကနာလောက်ပြောမယ်ဆိုတော့ပြောလို့ရတယ်။ကိုကြီးဆိုလို့ရှိရင်လည်းပြောနေတာပဲ။ဟုတ်လား။နော်။နိုင်ငံတော့ပြောတာလေ။နားလေလူကနားလေ။ ဲ့တော့ဇော်ဘုန်းဟင်းကသူ့ရဲ့အတွင်းစိတ်တံကူကသူကတော်တော်တိုင်းပြည်ကိုချစ်တဲ့သူကသူ့ရဲ့ရှင်ရဲ့စကားတွေတနေ့ကိုတမင်းနှစ်နှစ်ပဲစားရတဲ့အတူတူဟာလောဘတက်နေကြလူတွေဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတန်းကတမင်းနှစ်နှစ်ပဲစားရတာကိုယ့်ခင်မှာကိုယ့်တန်းကြီးကိုကောင်းကောင်းထုတ်သွားမယ်ဆိုစိတ်တံမျိုးတော့ထားတင်တာပေါ့ဒါကသူ့ရဲ့စကားတွေမှာကိုကြီးမှတ်ကန်တဲ့အချက်တွေကိုထောက်ပြတာအဲ့တော့ तू ကဖိုလိုဝါများလာမယ်သူ့ရဲ့တော့အင်အားများလာလို့ရှိလို့ရှိရင်ချိန်တန်ကြလို့ရှိလို့ရှိရင်ဇော်ဘုန်းကြီးကနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိနော် စိတ်ကူးရင်ကြည့်လိုက်ဇော်ဖုံးရဲ့နိုင်ငံတော်တမနာဖြစ်လို့ရှိရင်နော်တက်စီဒုက္ခရောက်မဲ့ကောင်တွေအများကြီးပဲငါတို့ရဲ့ဒီစိုးရတဲ့မှာကွာဟုတ်လားတော့တဘုံပြောတဘုံဆိုတဲ့ဥစ္စာကငါတို့နိုင်ငံကိုငါတို့ရဲ့ဒီစစ်တက်တက်မလို့ယူနိုင်မှုဆိုတာအဝေးကြီးဖြစ်လည်းမဖြစ်နိုင်ဘူးဒီကောင်တွေစိတ်ကူးတွေရင်နေတာဟုတ်လားအဲ့တော့နိုင်ငံတော်မှာနိုင်ငံတော်ချစ်တဲ့တမနာကောင်တစ်ယောက်မွေးဖွားလာလို့ရှိလို့ရှိရင်ဘာမှနိုင်ငံတော်အများကြီးကျိုးရှိတယ်တော့လက်ရှိကွာဒုက္ခရောက်သွားနိုင်တဲ့လူတွေကဒုက္ခမရောက်ဘဲနဲ့အချိုးလေးပဲပြင်လိုက်နော်ဘယ်သူမှဒုက္ခမပေးဘူးပဲထားလိုက်နော်ငါတို့နိုင်ငံကြီးကတော်တော်ကိုအဆင်ပြေသွားမှာ ဲ့ဒါကြောင့်မို့လို့ကိုကြီးကတော့ဇော်ကုန်းကိုရန်သဘောကျတဲ့အထက်မှာပါတယ်ကိုကြီးကအသက်ယူရတော့ကွာဒီလူငယ်လူမျိုးမလုံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ကိုကြီးကအပေးဝင်းရံတယ်ဇော်ကုန်းကိုအပေးဝင်းရံတဲ့အထက်မှာပါတယ်အတိကောင်းတယ်ဒါပေမဲ့ဒီကဒီမိုကရေစီဆန်တဲ့အတွက်ကြောင့်မို့လို့လေကိုကြီးကတက်မလို့ရတယ်သူ့ကိုပြင်းထန်တယ်နှိမ့်ကုန်မယ်လို့ကိုကြီးကမထင်ဘူးကွာဟုတ်ပြီလားနော်အဲ့တော့ရိုင်းစိတ်မပူကြနဲ့အခုတော့တချို့လူတွေပြောတယ်အစီအပြေတွေပြောတယ်ကိုကြီးကတော့ခိုင်မာခိုင်လုံတဲ့သတင်းဌာနကနေလာမှာလေ ရုံမယ်ကိုကြီးအခုဇော်ဘွေးဖန်ကန်ဆိုကိစ္စကိုလည်းပေါက်ကူရဲတတိယကြီးမှကိုကြီးက confirm ပြောတာနော်ဟုတ်ပြီလားဒါဇော်ဘွေးနဲ့ပတ်သက်တဲ့ hockey shoe လေးကဒါပဲနော်ဒီဟာနဲ့ပတ်သက် comment ကခစ်တဲ့မီဒီယာမှာတော့ဇော်ဘွေးအတင်းပေါ့နော်ပါလာတယ်ဒါပေမဲ့ခစ်တဲ့မီဒီယာဆိုတာကိုကြီးကနည်းနည်းမှနားမထောင်တဲ့မီဒီယာပေါ့နော်အလေးညာလေးနဲ့တည်နေတဲ့မီဒီယာမို့လို့ကိုကြီးကဘာမှမပြောလို့ဇော်ဘွေးဘာဖြစ်နေလဲဖန်ခံရလားဖမ်းမခံရလားတော့မသိဘူးကွာတရက်နေ့နော်တရက်နေ့မှာဦးဦးဖျားနော်ခုနကကိုကြီးပြတယ်ကိုကြီးရဲ့ motorcycle တွေ၃စီးရှိနော် ကိုကြီးမော်တော်ဆိုင်ကယ်ကိုရဲရဲအများကြီးလာဆက်တော့နော်တိုက်ဆိုင်ရှိမရှိအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုကြီးကနာမည်အရှင်းကြီးလို့လားနာမည်ရန်ကြီးကိုကိုကြီးကိုတိတ်ဆော့ဆက်တာမင်းလုံးကောင်လေးမှတ်သားလို့ကိုကြီးကအခုပြီကောင်လေးကနေရတာအဆက်ကြီးတုံးသေးလို့တိုက်ဆိုင်တက်တန်းနေတယ်တော့အဲ့မှာကဘုတော့ပါစီအောင်လို့ဒါတော့ကဥပဒေပေါင်းလင်းမှာငါတို့ကနေတာပေါ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ဥပဒေရဲ့လုံခြုံမှုငါတို့ကရတယ်တော့မင်းတို့ဘာလို့လို့ရဘာမှလုပ်လို့မရဘူးခင်သွားတယ်ဘူးပြောချင်တာကမင်းတို့

我我怎么知道的嘛？我一登门，登门就告诉你说，你你他妈的来了哈！你他妈不到关店，你他妈的。哎呀，哎呀！